ေးဒါကြောင့်မို့လို့ဒီကနေ့ခေါင်းကြီးတို့တွေမကောင်းမှုနဲ့ကောင်းမှုကိုရှင်းဥစွာမှတ်သားကြရမယ်မကောင်းမှုကိုရှောင်ရှားပြီးတော့ကောင်းမှုကိုပြည့်စုံအောင်လှုပ်ဆောင်ကြရမယ်ဒါမြတ်စွာဘုရားတိုင်းဟောတဲ့အခြေခံတရားတစ်ခုပဲကဲမကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲဆိုတာကြည့်ရအောင် မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာမကောင်းမှုဆိုတဲ့စကလုံးကိုအတာထုလို့တစ်ခါတစ်ခါတုံးတယ်တခါပါပလို့လည်းတုံးတယ်အကုသလလို့လည်းတုံးတယ်အပုံညာလို့လည်းတုံးတယ်မကောင်းမှုတွေလူလောကမှာဒီစကလုံးတွေကိုတုံးပြီးတော့ မကောင်းကျိုးကိုဖြစ်စေတတ်တဲ့မကောင်းမှုတွေကိုဖော်ပြကိုမကြိုက်လို့မကောင်းတာမဟုတ်ဘူးတဘာဝကောမကောင်းတာအဲ့တော့မကောင်းတဲ့အချက်ဆိုတာရှုထောင့်နဲ့ကြည့်ရမှာဘာဖြစ်လို့မကောင်းမှုလို့ပြောရတော့ဆိုတော့ဒေသနာတော်တစ်ခုမှမြတ်စွာဘုရားဟောထားတယ်နတံကမ္မံကတံတာထုတဲ့ဒီအမှုကမကောင်းဘူးတဲ့ ဘာဖြစ်လို့မကောင်းတော့ဘူးဆိုရင်ယံကတ္တဝအနုတ္တပတိလုတ်ပြီးလို့ရှင်ဆင်ဆက်မပြတ်ပူပန်စေတတ်တယ်။ဟောကိုလုတ်တဲ့အလုတ်ပေါ်မှာလုံမိသွားပြီးတဲ့နောက်မှာစိတ်ဆင်းရဲမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့အလုတ်ဟာမကောင်းတဲ့အလုတ်လို့မကောင်းမှုလို့သတ်မှတ်တယ်။အဲ့တော့လူတိုင်းလူတိုင်းဟာမလုတ်တဲ့အလုတ်ကိုလုံမိသွားပြီးဆိုရင်စိတ်ဆင်းရဲမှုကိုကြုံစေတတ်တယ်ပေါ့။ ဒါကြောင့်မလို့မကောင်းမှုဆိုတာလှုပ်ပြီးစိတ်ဆင်းရဲစေတတ်တဲ့အမှုမျိုးလို့ဒါလူတကာနားလည်အောင်မြတ်စွာဘုရားပြောခေါ်တာနောက်တစ်ခုကဘာတော့ဆိုယတ္တအတုမူခောရောဒံဝိပါကံပတိသေးဝတိကိုလှုပ်တဲ့မကောင်းမှုရဲ့အကျိုးကိုခံစားရတဲ့အခါမှာတငုံငူတယူယူနဲ့ချိတ်မိတ်ပြီးတော့စိတ်ဆင်းရဲစွာခံစားရတယ်တဲ့ ဟောဒီနှစ်ချက်နဲ့သတ်မှတ်ပြတာလုတ်ပြီးရင်လည်းပူပန်စေတတ်တဲ့အကျိုးပေါ်လာတဲ့အခါမှလည်းပဲငုံငုံယိုယိုနဲ့ကြိတ်မိတ်ပြီးတော့ခံရတယ်ဆိုတော့အလုတ်မျိုးဟာမကောင်းဘူးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီအမှုမျိုးဟာမကောင်းဘူးတဲ့ဒါကဒီရှုထောင့်ကနေတစ်ခါကြည့်တာ